ဖလာမြို့မှာတိုက်ပွဲတွေပြင်းထန်နေတဲ့တဲ့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒေါရက်စ်ဘင်္ဂလားဒေ့ရှ်ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေကိုတွားရောက်ခဲ့တဲ့တဲ့အမေရိကန်ကပြည်ဝင်ခွင့်ပိတ်ပင်မှုစဉ်းစားနေတဲ့ထဲမှာမြန်မာနိုင်ငံလည်းပါဝင်နေတဲ့တဲ့တဲ့ဆောင်မနဲ့ရခိုင်တိုင်းဒေသဘာသာစင်တွေကိုထုတ်လွှင့်သွားမှာပါ ချင်းပြည်နယ်ဖလန်းမြို့မှာချင်းညီနောင်ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေဒီရက်ပိုင်းတွင်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တုံးမှန်အဖြစ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထပ်မံဖမ်းဆီးခံခဲ့ရတယ်လို့ချင်းမျိုးသားကာကွယ်တပ်ဖွဲ့ CNDF ကပြောပါတယ်။ဖလန်းမြို့ကစစ်ကောင်စီလက်ကျန်တပ်စခန်းခလာယာ268တပ်ရင်းသိမ်းပိုက်နိုင်မှုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးဒီရက်ပိုင်းတွင်တိုက်ပွဲတွေပြင်းထန်လာတာလို့ CNDF ပြောခွင့်ရသူ Slime Tim ထုက RFA ကိုပြောပါတယ်။ ဒီရပိုင်းတွင်လက်နက်ခဲယံနေတင်စီရမိတာစစ်ကောင်စီတပ်ကစစ်တုံးပန်းနေထပ်ပြီးဖမ်းဆီးရမိတာတွေရှိနေပေမဲ့အရေးအတွက်နဲ့အသေးစိတ်ကိုတော့မပြောနိုင်သေးဘူးလို့သူကပြောပါတယ်။ ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူဒါရက်စ်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဆက်ဘဇားမှာရှိတဲ့ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေနဲ့တောက်ကြနေကဝါဖြေစာလို့ခေါ်တဲ့အဖီတာရီတာညနေပိုင်းဝါထွက်အစားအစာအတူစားသုံးခဲ့ပါတယ်။ဒီလိုအတူတူစားသုံးတာဟာရိုဟင်ဂျာတွေကိုးကွယ်တဲ့ဘာသာနဲ့ယဉ်ကျေးမှုကိုလေးစားကြောင်းတတ်သိပြတာဖြစ်တယ်လို့ပြောတဲ့အကြောင်းဘီနာမာစရင်ကမနေ့ကဖော်ပြပါတယ်။မြန်မာနိုင်ငံကနေထွက်ပြေးလာတဲ့ဒုက္ခသည်တန်းကျော်အကူအညီတွေဖျက်တောက်ခံရတာကိုကုလသမဂ္ဂအကြီးအကဲကအထူးစိုးရိမ်ပူပန်တယ်လို့လည်းဆိုပါတယ်။ ကင်းပြည်နယ်မြရီမြို့နယ်မဲတထော်လေးနယ် KK Park နယ်မြေတွေမှာအွန်လိုင်းလိမ်လည်မှုတွေကျူးလွန်ခဲ့တဲ့တရုတ်နိုင်ငံသား158ယောက်နဲ့အင်ဒိုနီးရှားနိုင်ငံသား3ယောက်ကိုထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့စစ်ကောင်စီကအမေကကြေညာပါတယ်။ ထပ်မံထိမ့်သိမ်းခဲ့တဲ့နိုင်ငံသားတွေကိုသက်ဆိုင်ရာနိုင်ငံတွေစီကိုအ мян ဆုံးလွှဲပြောင်းပေးနိုင်ရေးဌာနဆိုင်ရာပူးပေါင်းဖွဲ့တွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါရယ်မြန်မာနိုင်ငံကိုတရားမဝင်ရောက်လာပြီးအွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာလွတ်ကိုင်နေတဲ့နိုင်ငံသား6400ကျော်အခုနှစ်ဇန်နဝါရီလ30ရက်ကနေမတ်လ15ရက်နေ့အတွင်းဖော်ထုတ်ဖန်ဆီးထိမ့်သိမ်းနိုင်ခဲ့တယ်လို့ဆိုပါရယ် အမေရိကန်ပြည်ထောင်စုကို52နိုင်ငံကနိုင်ငံသားတွေပြည်ဝင်ခွင့်ပိတ်ပင်မှုသုံးသက်စဉ်းစားနေတဲ့နိုင်ငံ၄နိုင်ငံကိုရိုက်တာကမက်စလာဆန်ကန်အနေကဖော်ပြခဲ့ပါတယ်။မြန်မာနိုင်ငံအပါအဝင်၅နိုင်ငံကိုချွင်းချက်အချို့နဲ့ပြည်ဝင်ခွင့်လက်ခံပေးမယ်။အလဲပတ်၊ကြောင်းသားနဲ့အခြားအခြေစိုက်ပြောင်းရွှေ့နေထိုင်မဲ့ပြည်ဝင်ခွင့်ဗီဇာတွေဆိုင်းငံ့မှုရှိတယ်လို့ဆိုပါတယ်။ အီရီထရီးယားဟေတီလာအိုမြန်မာနဲ့တောင်ဆူဒန်စတဲ့နိုင်ငံတွေကိုဒုတိယအုပ်စုမှာထည့်သွင်းလိုက်တာဖြစ်ပြီးတော့ပထမအုပ်စု၁၀နိုင်ငံမှာအာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူဘာ၊မြောက်ကိုရီးယားစတဲ့နိုင်ငံတွေပါဝင်ပါတယ်။ ဒီနိုင်ငံတွေကတော့ visa လုံးဝမရနိုင်တော့ဘူးလို့ဆိုပါတယ်။တတိယအုပ်စုမှာ Belarus, Pakistan အပါအဝင်26နိုင်ငံကအစိုးရတွေကဂျက်60အတွင်းလိုအပ်လက်ဟာချက်တွေကိုဖြည့်ရှင်းမှုမကြိုးစားရင်တစ်စိတ်တစ်ပိုင်း visa ဆိုင်းငံ့ခံရဖို့ရှိပါတယ်။ပြည်ဝင်ခွင့်ပိတ်ပင်မှုသုံးသပ်စဉ်းစားနေတဲ့နိုင်ငံတွေအစင်းကို The New York Times ကပထမဆုံးဖော်ပြခဲ့တယ်လို့လည်းသတင်းမှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလုပ်တာ26ရောက်ကိုအာရခတက်တော် AAC ကနေဘင်္ဂလားဒေ့ရှ်နေသားဆောင်တက် BGB ကမနေ့နေ့လေကပြန်လည်လွှဲပြောင်းလက်ခံရယူခဲ့တယ်လို့ BSS တရင်ကဖော်ပြပါဗျ။နှနိုင်ငံနေဆက်မှာငါးဖန်းနေရင်မြန်မာရေပိုင်နဲ့ထက်ကိုမတော်ဆဝင်ရောက်သွားတဲ့အချိန်မှာ AA ကသူတို့ကိုဖမ်းဆီးခဲ့တာလို့ဆိုပါရယ်ငါးဖန်းလီတွေကိုလည်း AA ကပြန်ပေးခဲ့ပါရယ်တရုတ်အစိုးရကဖိနှိပ်နေတဲ့ဝီဂါမွတ်စလင်အနည်းဆုံး40လောက်ကိုထိုင်းနိုင်ငံကနေတရုတ်နိုင်ငံကိုပြန်ပို့လိုက်တဲ့ ထိုင်းတောင်ကြီးကိုဆိတ်ဆို့ခြင်းဖြစ်တယ်လို့အမေရိကန်နိုင်ငံသားယုံဝင်ကြီးမာကိုရူဘီယိုကမနေ့ကကြေညာလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာနှိမ်မနှိမ့်ဆက်တာနဲ့အစားဖြောက်ရှင်းလင်းတာတွေကြုံရနိုင်တဲ့ဝီဂါမွတ်စလင်နဲ့အခြားလူနည်းစုတွေကိုအတင်းကျပ်ပြန်ပို့ဖို့တရုတ်နိုင်ငံကဖိအားပေးမှုတွေကိုဆန့်ကျင်ဖို့တန်နိဋ္ဌာန်ချထားပါတယ်လို့အမေရိကန်နိုင်ငံသားရေးဌာနကထုတ်ပြန်တဲ့ကြေညာချက်မှာဖော်ပြပါတယ်။ တရုတ်နိုင်ငံဟာဝီဂါလူမျိုးတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့လူသားမျိုးနယ်ပေါ်ကျူးလွန်တဲ့ယာဇဝတ်မှုမြောက်တဲ့လုပ်ရက်တွေကျူးလွန်နေတဲ့အကြောင်းတွေ့ရတဲ့အတွက်ဝီဂါနဲ့အခြားလူနည်းစုတွေကိုတရုတ်နိုင်ငံကိုအတင်းကျပ်ပြန်မပို့ဖို့ကဘာရဲရကအစိုးရတွေကိုလည်းတောင်းဆိုတဲ့အကြောင်းကြေညာချက်မှာဖော်ပြထားပါတယ်ခုဆက်လက်ပြီးသတင်းဆောင်မတွေကိုထုတ်လွှင့်ပါမယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းခေါ်ကင်အဲရစ်ဟာအခုချိန်မှာအမေရိကန်နိုင်ငံကိုရောက်ရှိနေပါတယ်။ဒီခင်းစဉ်အတွက်မှာမြန်မာပြည်သားစုတွေနဲ့တွေ့ဆုံပြီးတော့မြန်မာပြည်ရေးအတွက်လှုပ်ရှားမှုတွေလည်းလုပ်ဖို့ရှိနေပါတယ်။ဒီအကြောင်းကိုမတ်တီရီမင်းစင်ကဆက်လက်ပြီးတင်ပြပါမယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းခေါ်ကင်အဲရစ်ဟာဒေါန်ဆန်းစုကြည်အသက်80ပြည့်အကျိုးစီယုံရေးလှုပ်ရှားဖို့အမေရိကန်ပြည်ထောင်စုကိုပြီးခဲ့တဲ့ရက်ပိုင်းကရောက်ရှိလာပါတယ်။ သူအမေရိကန်ခီးစင်ဟာတောင်ဆန်းဆွေကြီးနဲ့အတူမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေအများဆုံးလွတ်မြောက်ဖို့မြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့နိုင်ငံရေးအခက်အခဲတွေကိုနိုင်ငံတကာနဲ့အမေရိကန်အစိုးရတို့သိစေဖို့နဲ့စစ်ကောင်စီကပြည်သူတွေအပေါ်တရားလက်လွတ်ကျူးလွန်နေတာတွေကြောင့်စစ်ဘေးဒုက္ခသည်တွေအတွက်လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတာတွေကိုနိုင်ငံတကာကအကူအညီပေးနိုင်ဖို့ရည်ရွယ်တာပါကင်ဟာမတ်လ15ရက်နေ့မှာအမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ မြမမိသားစုတွေနဲ့မွန်းလွဲတနအီကနေ၄နာရီအထိတွေ့ဆုံကြပါတယ်အိပ်ပွဲမှာကင်မြက်ဓာတ်ပုံကိုပြည်ရင်းကပကြီးပညာရှင်တယောက်ပြန်ဆွဲထားတဲ့ရေစေးပကြီးကိုလေလံတင်ဖို့ရှိရလို့လဲနယူးယောက်မြန်မာကွန်မြူနတီ NYCBC ရဲ့ဦးဆောင်သူဦးနေတင်မြင့်ကပြောပါတယ်။နယူးယောက်မှာကျင်းပတဲ့ပွဲလေးမှာအမတ်တရားအနေနဲ့ပေါ့လေဒေါံဆန်းစုရဲ့တာကင်ရဲ့ဓာတ်ပုံလေးကိုကျွန်တော်တို့လေလံတင်ဖို့အခမ်းအနားလည်းရှိပါတယ်။အဲ့လိုလေလံတင်ပြီးတော့ကျွန်တော်တို့ရရှိအမြတ်ငွေကို တင်ကပြီးစစ်သေးဆောင်ရင်အတွက်ပေါ့လေသူမှ project ရှိပါတယ်အဲ့အတွက်သူကအားလုံးကိုသူကပြန်လည်လှူဒါန်းပြီးတော့မှဖြစ်ပါတယ်ဒီဝဲကိုမြမအရေးကျွမ်းကျင်သူစီးပွားရေးပညာရှင်ပေါမောခရှောင်းတာနဲ့တမ်မကြီးဦးကျော်မိုးထွန်းနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးနော်ဆူဇန်နာလှလှဆိုလို့တက်ရောက်ဆွေးနွေးခဲ့ပါတယ်။နော်ဆူဇန်နာလှလှဆိုပြောတာကတော့ ND ကလည်းနိုင်ငံခေါင်းဆောင်ဖြစ်တယ်။နောက်ဘလော့ကဘာမှလည်းထင်ရှားတဲ့ခေါင်းဆောင်သူဖြစ်တယ်။ ဲ့ဒါကိုမလိုလားအပ်တဲ့ခံစည်းမှုချုပ်နိုင်မှုတွေကဘယ်အနေထားမှာမှမဖြစ်သင့်ဘူးအဲ့ဒါကြောင့်မလို့ခင်ကလည်းပဲလူမျိုးဖို့ဥဆောင်နေတဲ့ campaign မှာကျမကထောက်ခံပြီးတော့ဗောနော်ဒီ campaign ကိုအောင်မြင်အောင်လုပ်သွားမှာဖြစ်ပါတယ်လို့နောက်ပြီးတော့ကျမတို့ဝင်ကြီးဌာနကပြုလုပ်ထားတဲ့8 day เนาะတကြီကားလေးတွေအဲ့ဒါလေးတွေကိုလည်းပဲရံပုံတွေဖြစ် အဲရောင်းချဖို့ရှိပါတယ်အခုကလည်း funding cuts တွေကအရန်ဖြစ်တော့လေကျမတို့ဒီဝင်ကြီးဌာနကလည်းပတ်ဖို့အတွက်ပေါ့နော်အဲ့ဒီရမုံမီတွေကိုလည်းဒီမြန်မာမိသားစုတွေရဲ့အားပေးမှုနဲ့မြင့်တင်မှာဖြစ်ပါတယ်လာမယ့် match လ22ရက်နေ့မှာလေ Maryland ပြည်နယ်မှာ Maryland Virginia Washington DC ကမြန်မာမိသားစုတွေနဲ့ Kim တို့တွေ့ဆုံပွဲရှိပါတယ်စပေးဒုက္ခသည်တွေရေတန့်ရရှိဖို့ကင်ကဦးစားပေးနေတယ်လို့မယ်ရီလန်ပွဲကိုစီစဉ်တဲ့ဥယျံထွေးကပြောပါရယ် ကဲရေရကကုပမတိမရဲ့စပေးချောင်းဒုက္ခတွေအတွက်ရေတန့်ရရှိရတော့ဦးစားပေးတယ်နောက်တစ်ခုကသူကသူ့ရဲ့အမေရဲ့ညစ်ချစ်စမြောက်မွေးနေ့ကမ်ပိန်းအတွက်လည်းသူမှရှိတဲ့အမမိသားစုတွေလောက်တွေ့ဆုံမှာဖြစ်တဲ့ပွဲမစားခင်မှာတော့စားတော့လေးစားရအောင်ပဲပေါ့နော်ရတဲ့ပတ်စံအားလုံးကလည်းကဲပွဲအတွက်ဆိုပြီးတော့အားလုံးအိတ်တုံဖာမလုပ်ကြတဲ့ပွဲလေးပါမရှလာ၁၄ရက်နေ့ကလည်းကံမဟာကုလသမဂ္ဂဆိုင်ရာမြန်မာတန်ယုံကိုတွားရောက်ပြီးတန်မကြီးဥကြုံမို့ထွန်းနဲ့တွေ့ဆုံခဲ့ပါတယ် တန်မကြီးတွက်ဒေါန်ဆန်းစုကြည်နှစ်80ပြည့်မွေးနေ့အမှတ်တရထုတ်တဲ့ပြက်ကြိန်ကိုလက်ဆောင်ပေးခဲ့ပြီးမြမအရေးဆွေးနွေးခဲ့ကြတယ်လို့ကင်ကသူ့ရဲ့လူမှုကွန်ရက်မှာတင်ထားပါတယ်။ဒါ့အပြင်ကင်ဟာတနေ့ရဲမှာပဲကုလသမဂ္ဂဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်ကနေဒါတန်အမတ်နဲ့လည်းတွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ဒီတွေ့ဆုံဆွေးနွေးပွဲတွေကကျင်းနဲ့အားရစရာကောင်းတယ်လို့ကင်ကရေးသားထားပါတယ်ရှင်။ RFA ကနေဆက်လက်ထုတ်လွှင့်နေပါတယ်။မြန်မာနိုင်ငံကလူ့ရေတပ်တန်းကျော်ကိုအကူအညီပေးနေတဲ့အထောက်ပံ့နေရက်တန်တော့မယ်လို့ကမ္ဘာစားနပ်ရိက္ခအဖွဲ့ WFP ကကြေညာလိုက်တာကြောင့်စစ်ဘေးဒုက္ခသည်တွေစားဝတ်နေရေးခက်ခဲတွေဖြစ်လာမှာကိုပူပန်နေကြပါတယ်။ဒီအကြောင်းကိုမတ်စင်မာဝင်းကတင်ပြပါမယ်။ မြန်မာနိုင်ငံကလူ့ရေတသန်းကျော်ကိုကုလသမဂ္ဂစားနပ်ရိက္ခာအစည်းအဝေး WFP ကထောက်ပံ့မှုတွေရပ်တန့်လိုက်မယ်ဆိုရင်လက်ရှိစားနပ်ရိက္ခာလိုအပ်ချက်ကြီးမားနေတဲ့မြန်မာဒုက္ခသည်တွေပိုပြီးခက်ခဲတွေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ဒုက္ခသည်ရေကူညီနေသူတွေကပြောပါတယ်ကင်နီပြည်ကြားကလာစီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်ရေးမှူးနှစ်ဖြစ်တဲ့ကိုပညာက WFP အကူအညီတွေဖြတ်တောက်လိုက်ရင်ကြားပြည်နယ်မှာနေစဉ်အကူအညီလိုအပ်နေတဲ့ဒုက္ခသည်တသိန်းခွဲကျော်အတွက်စားတောက်ရေးပိုင်းမှာပိုခက်ခဲသွားမယ်လို့ပြောပါရယ် ဒီအရက်ဖက်အဖွဲ့စည်းတချို့နဲ့မဖြစ်စေတချို့အာ international NGO တချို့ဖြစ်စေပေါ့နော်ကျွန်တော် human trainer ကိစ္စကိုကျွန်တော်ဝိုင်းဝန်းပြီးတော့မှပြည်ညာအပြည်ညာပေါ့နော်ကင်းနီမှာတော့ဟိုကုညီပေးနေတာရှိတော့ပေါ့နော်အကေအာ WFP ကဖတ်တော်လိုက်မယ်ဆိုရင်တော့တခြားတစ်ခုတော့ကျွန်တော်တို့ကတနစ်နာတွားနိုင်လို့ဒုက္ခရတွားနိုင်လို့ကျွန်တော်ပြောလို့ရတယ်ကဲအပြည်နယ်မှာတိုက်ပွဲတွေကြောင့်ထွက်ပြေးနေရတဲ့ဒုက္ခသည်နှစ်သိန်းခွဲကျော်ရှိပါတယ် အဲ့တဲကလူကြီးတသိန်းခွဲကျော်ဟာနေ့စဉ်အကူအညီတွေလိုအပ်နေရကြောင်းနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေကိုမျှော်လင့်နေရတယ်လို့ဆိုပါရယ်။ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်အဆက်ကဒုက္ခသည်ရေးကူညီပေးနေသူတို့အုပ်ကလည်း WFP အကူအညီကိုမှီခိုနေရတဲ့ဒုက္ခသည်အနည်းဆုံး9000ကျော်အတွက်စွဲနေပါရယ်။ WFP ထောက်ပံ့မှုနဲ့ရည်တည်နေရတဲ့ရှမ်းပြည်နယ်တောင်ပိုင်းကစပေးဒုက္ခသည်တအုပ်ဖြစ်တဲ့ဒေါ်ဝေဝေကလည်းဒီလိုလားထောက်ပံ့တော့ကျမတို့အတွက်ထူးလုံတော့ဘောမီနော်။အဲ့ဒါမျိုးအလုပ်ရှိနေတဲ့ဒီဟာလေးတွေနဲ့ထိုင်ကြလို့ရအောင်အခုဆိုရင် အဲ့လိုမျိုးထိုင်စားဖို့ကြောင့်နေဒီထဲမှာလည်းမီးဟိုရစားရလဲဆေးရလဲနော်တော့ဒီကဆိုကိုရှင်လုံးကိုမြင့်တယ်လေရခိုင်ပြည်နယ်ကဒုက္ခသည်အများစုကလည်း WFP အထောက်ပံ့တွေကိုမှီခိုနေရတာပါတိုက်ပွဲတွေကြောင့်ရခိုင်ပြည်နယ်မှာအ ਨੇ ဆုံးလူကြီး9သိန်းကျော်နေရွှန့်ခွာနေရပြီးသူတို့အတွက် WFP အကူအညီမရတော့ရင်အတော်လေးကြက်တဲသွားနိုင်တယ်လို့ဒုက္ခသည်ရေးကူညီသူတူဦးဖြစ်တဲ့ဦးခိုင်ကောင်းဆန်ကပြောပါတယ်ငကိုကလေးကမှဒီတပ်ပြေကဆင်းရဲတယ်နောက် ဒီပြည်တွင်းစစ်တန်ကြောက်ဆိုရင်လည်းဖြတ်တောက်မှုတွေခံထားရတယ်။အဲ့ဒီပုံမှန်မှဒီ WFP တို့ကလည်းသူတို့ရဲ့ငွေကြေးခက်ခဲတွေကြောင့်ဖြတ်တောက်မယ်ဆိုရင်တော့တော်တော်ကိုဒီအခက်ခဲမှုတွေကြုံတွေ့တော့ကြမှာပေါ့။လာမယ့်ဧပြီလကစပြီး WFP ကသူတို့ရဲ့အကူအညီတွေကိုရပ်တန့်တော့မှာပါ။ထိုင်းမြန်မာနယ်စပ်မှာကာလရှည်ကြာစစ်ဘေးတိမ်းရှောင်နေရတဲ့ကရင်ဒုက္ခသည်တွေလည်းစံနယ်အခါပြတ်တောက်ခံရမယ့်အခြေအနေရှိနေပါတယ်။ မြန်မာပြည်သူတွေကိုစားနပ်ရိက္ခာအထောက်ပံ့တွေဆက်ပေးနိုင်ဖို့အမေရိကန်ဒေါ်လာတန်း60အရေးကြီးလိုအပ်နေတယ်လို့ WFP ကမတ်လ14ရက်နေ့ကထုတ်ပြန်ထားပါတယ်။ရမုံငွေလိုအပ်ချက်ကြီးမားလာတာကြောင့်အကူအညီတွေရပ်တန့်ရတာဖြစ်ပြီးနောက်ထပ်ရမုံငွေအသစ်မရတော့ဘူးဆိုရင်9နှစ်အောက်ကလေးကိုဝင်ဆောင်နှုတ်တိုက်မိခင်မတန်ဆွမ်းစတဲ့ထိခိုက်လွယ်အုပ်စုတွေကလူကြီး3000ကျွဲလောက်ကိုပဲဆက်လက်ကူညီနိုင်တော့မယ်လို့ WFP ကပြောထားပါတယ်ရှင်။ RFA ကနေဆက်လက်ထုတ်လွှင့်နေပါတယ်ခင်ဗျာခုဆက်လက်ပြီးရခိုင်တိုင်းသားဘာသာစင်ကိုထုတ်လွှင့်ပါမယ်မြန်မာဘာသာစာရင်းထုတ်နဲ့တင်ပြထားပါတယ်တလီဇောမူထားပါရှင်ပါ RFA ခိုင်ပါတာစကားနဲ့ကိုစပါရီဒီတဘဲထင်ပါလေခိုင်ပြင်းတော့ကထူခရဲ တောင်ဖိုက်စဉ်ကြီးကိုတောင်ပရာပီလာဖို့ဖိုက်ပါတယ်2025ခုနှစ်ပထမနှစ်လကျော်တော့စိုက်ကောင်စီဂရောင်းရခိုင်မှာရတဲ့လေးစင်၅ရောက်ပြီးဆုံးခရရီလိုနိုင်ငံရေးအကြိမ်သားမြောက်ကိုကြီးဆောင်ရှောက်ရဲအောင် AAPP ကမက်ရှလာစစ်ထရနီမှာထုတ်ပြန်ပါတယ်2025ခုနှစ် January တရနင်းကနေမက်လာစစ်ထရနီတီအမျိုးသမီး24ယောက်နဲ့အမျိုးသား20တဦးဒီဆုံးခါစော်လို့ AAPP ကထုတ်ပြန်လာသော ကျောင်းထေကလေးစီသောစိုက်ကောင်စီဂရောင်းကနေဘုံကရတိုက်ခိုက်ကြောင်းတီဆုံခါသောဖရိုက်ပါရီတီဆုံသူဒီသေးအသားငနိုင်းရီအရှိတရားပါဝါသားစေရှင်းနိုင်အောက်အရှိစင်းနှစ်ယောက်လေးပါဝါနေပါရယ်လာဟိထုတ်ပြန်နေစရွန်စရာဒီသော AAPP ကလာလဲမိန်တလောက်ပြုစုထားသောဖရိုက်ပနာမရေဘရမဒေတာပုံများနိုင်လို့ထုတ်ပြန်ထားပါရယ်2025ခုနှစ်ကနေအခုရှင်တီစိုက်ကောင်စီသောနိုင်ငံတဝန်းကစိုက်ဖရိုက်နေတဲ့ဒေတာတိပါဝါရခိုင်ဒေတာမှာလီဂရောင်းတိုက်ခိုက်မှုတီတိုးမှလို့ဆောင်းလာခါသောပရိခရီနိုင်တိကတာပုံများလာပါရယ် ဒီကလာဒီတော့ဘွန်ဂရီခင်ရတဲ့တော်တယ် RAM rate ကြောင်းနေမှာ pricing ကြောက်တော် pricing မလားဦး RAM ရှောင်းအချိန် scan pricing ဒီမှာအများပြတ်ထိခိုက်ပြီးဆုံးတယ်ရာခါဆိုတိခင်ပါတယ်သတောင်းတည်းပြီးမှာဆောက်ပေါကန်နာကိုထုံလုံးပြလာဖို့ဖိုက်ပါတယ်ကိုမမောကတောင်းစားပြီးထားပါတယ်အရခတ်တတော် A ထိန်ရှုံမှုနဲ့ဒီတော့စိတ်ကောင်းစင်းနေမှုစလောလာနာကန်ဒီရောင်းအဖွဲစီဒီနဲ့စားစစ်ဒီလုံငယ်ရှောင်းဒီနေပိုင်ဆိုင်မှုဒီကိုခြိုက်ပိုက်သိမ်းစင်းနေလို့အခင်းနေတဲ့ဟိသူဒီကပြပါတယ်မောင်တော်နဲ့ပူတီတောင်မှုနဲ့ဒီမှာမွတ်စလောလာနာအဖွဲဒီ နေဒီကိုအေကဂျိုက်ပိုက်လိုက်တယ်ပိုင်းဘလာဝါနဲ့ရခိုင်မှာပိုင်းမရုနေတရှိုးမှာလဲစိုက်ကောင်စီတေဖွေဝန်ဒီနေဒီကိုချိန်ပိုက်လိုက်တယ်လို့ဆိုပါတယ်ရခိုင်တောင်ပိုင်းတန်တွေးမှာလဲစိုက်ကောင်စီတေဖွေဝန်ဒီစိုက်ကောင်စီနဲ့ဆာဆက်သူဒီပိုင်းဆိုင်ရီဟိုတယ်မော်တယ်လုပ်ငန်းဒီအများကြီးကိုလဲချိန်ပိုက်လိုက်တယ်လို့ခိုင်တော်တဲ့တောင်ရမိုက်ဒီကဆိုပါတယ်အေချိန်ပိုက်သိမ်းဆေးလိုက်တဲ့ထဲမှာတောင်ကုန်မှုကရခိုင်တထေကြီးဦးကြောက်တောင်ကြီးဒေါ်လာဖန်ရှိရနေခရမ်ရီလုပ်ငန်းဒီသူနဲ့ဆာဆက်သူဒီလုပ်ငန်းဒီလေးပါဝင်တော့ဒီပူထားပါတယ်အေဆိုရခိုင်ပြည်နေ ဆီလီမရူနီကိုသိမ့်ပိုက်ထိန်းချုပ်ထားမလားဒေတာတော့အိုရှိုရီကန်နဒီအဆိုရာဂျန်ဒရာဒီတွန်တွန်ချီချီဆောင်ရလာမလားနောက်အခုပိုင်းချိပိတ်သိမ့်ဆီလာဆိုတီလုလာစပါအေဇော်ဘရီခါရဲဖေဗူအာရီလာတာဒီယာဘက်ကစာမနာထိန်းချုပ်နေမြေဒီတော့အာရာခပရီတူဆိုရာကိုဆန်ချွန်သူအကရန်ဖာပွေတီနဲ့ဆန်တွေပဲတဲ့သူဒီလုံငယ်နဲ့ပိုင်ဆိုင်မှုတီကိုသိမ့်ဆီလာကိုလို့တရာဝံပညာထားဆိုလို့သိရပါတယ်အခုပိုင်းသိမ့်ဆီဆိုတီနဲ့ပဲတဲ့မလားအေဖာကတစုံတရာထုတ်ပြန်ဆိုမရှိသိမ့်ပဲသိမ့်ဆီထားတဲ့နေရဲ့ဆောင်းလုံငယ်ပိုင်ဆိုင်မှုရာနဲ့ရှိမလားဟင်းနေတယ်လို့ခဲမဲ့ပရော့ဆိုနေခဲ့ပါတယ် အရေဖြစ်ခိုင်ပါတာဒီဇိုင်ကိုစောင်းမြောနတ်ဆောင်တိခပ်နဲ့တော်တာရှင်ပြလုံး front line ရှင်းပြခဲ့ပါစီကျေးဇူးတော်ပါတယ်ကျွန်တော်ကတော့အောက်ထူပါဒီ season နဲ့ပဲတနင်္ဂနွေနေ့နဲ့နှစ်ခင် RF ရဲ့ထုတ်လွှင့်ချက်တွေကိုရနာခွင့်ပြုပါမြန်မာပြည်သူပြည်သားအလုံးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာ